မင်္ဂလာပါရှင်ဒါတော့၁၇လပိုင်းတလလုံးအတွက်ဗုဒ္ဓဟူးသားသမီးများရဲ့ကံလေးကံကြမ္မာအဟောလေးပေါ့နော်ရေဘူးရအဟောလေးပဲဖြစ်ပါတယ်အဲ့တော့၁၇လပိုင်းမှာဗုဒ္ဓဟူးသားသမီးလေးတွေကပညာရေးနဲ့ပတ်သက်တဲ့ကလေးတွေပညာရေးမှာသူတို့ကလည်းအောင်မြင်မှုတွေရလိမ့်မယ်နော် ဘယ်လိုပြောမလဲဆိုတည်တည်ချာချာကိုအောင်မြင်မှုရမှာစတဝဝအောင်မြင်မှုမဟုတ်ဘူးเนาะကိုယ်အတွက်ကိုထောက်ကူညီတွေအကူညီတွေအကူအညီတွေပေါ့เนาะထောက်ပံ့နေအများကြီးရလာလိမ့်မယ်ပညာရေးနဲ့ပတ်သက်တဲ့ဆိုတကယ်အာနိုင်ငံရေးချသွားဖို့ပညာရေးနဲ့နိုင်ငံရေးချသွားဖို့ပြင်ထားတဲ့ကလေးတွေကံခွန့်လန်းတွေပြောင်းလဲလာပါလိမ့်မယ်ကံကောင်းနေနိုင်ငံရေးချသွားဖို့ကြံစည်ထားရင်သွားရလိမ့်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ခါကြတော့ ကိုကလေဥပမာဆိုရင်တခုခုဘာသာရေးတခုအားနည်းနေတော့ကိုဘာသာရေးတခုကိုကိုညီပြီးတော့ပြသပေးမယ်လူမျိုးအဲ့လိုမျိုးတွေပေါ်ပေါက်လာပါလာတတ်တယ်ပေါ့နော်ပညာရေးကံအရင်ကောင်းပါတယ်အဲ့တော့အိမ်တွင်ရေးကံအိမ်တွင်ရေးကံမှာတော့ဒီတခုရှိရပေါ့နော်ကံကြမ္မာအပြောင်းလဲတွေဖြစ်တတ်တယ်နော်ဗုဒ္ဓဘုရားသမီးတွေအထူးသဖြင့်ကျမ်းမာရေးမကောင်းတဲ့သူတွေရှိရဆိုရင်လေဂယုစိုက်ပေးပါပေါ့နော်လောကကြီးမှာရှိနေတဲ့ဖြစ်ပျက်ကိုကျမတို့တွေကနားလည်ပေးဖို့လက်ခံပေးဖို့လိုတယ် မိသားစုတွေကပူပန်နေရတဲ့အနေအထားတွေရှိနေတယ်အဆင်မပြေတဲ့မိသားစုအနေအထားတွေဆိုမပူပါနဲ့တော့ကံကပြောင်းပြီမကြခင်မှာကောင်းတဲ့ကံတွေကိုမှဖြစ်လာပြီပေါ့နော်တခြားလုံး2025အစားအနေဆက်အခုအဆုံးထိအဆုံးကတော့မယ်ပေါ့နော်ဆက်တလာပါရောက်ခဲ့ပြီကျမတို့ကံမကောင်းဆိုအဲ့လူတွေဝမ်းသာလိုက်ပါမကြခင်ကောင်းတဲ့ကံကြမာတွေကရှင်တို့စီကိုဇက်တိုက်ဇက်တိုက်ဇက်တိုက်ရောက်လာပါလိမ့်မယ်တကူရှင်တယောက်ကရှင်တို့ပေးတာပေးတယ်လို့ကိုကောင်းတဲ့ဟာတွေကတစ်ခုပြီးတစ်ခုရဖို့ ရလာပါလိမ့်မယ်ဒါပေမဲ့တခုရှိရနော်ကိုယ့်ဘက်ကလည်းလက်ခံတက်ဖို့လိုတယ်လောကကြီးမှာကိုယ့်ကိုကောင်းတဲ့ကံကြမ္မာတွေဘလို့ပဲကိုယ့်စီကိုရောက်လာခြင်းပါစီကိုကိုယ်တိုင်လက်ခံနိုင်ပြန်ရှိဖို့လိုအပ်တာပါအဲ့တော့ကောင်းတာတွေကိုများများလုပ်ပေးပါကုသိုလ်တွေကိုများများလုပ်ပေးပါတကယ်ကိုကောင်းတဲ့ကံကြမ္မာအပြောင်းလဲကောင်းနေရရတော့မှငွေကြေးကံအရန်ကောင်းနေငွေကြေးကံပေါ့နော်ဗုဒ္ဓဘာသာသမီးတွေတချို့လူတွေထီစုတွေချဲစုတွေပေါက်တတ်တယ်နော်ဗုဒ္ဓဟုကိုကျမကလေဘာလို့စီခုနကမေးလိုက်တဲ့အခါမှာဗုဒ္ဓဟုကျမညံ့မယ်ထင်နေတာတို့ပေမဲ့ညာ ဗုဒ္ဓဟူသာသမီးတွေကကောင်းနေတယ်เนาะဗုဒ္ဓဟူသာသမီးတွေကောင်းနေတယ်ဗုဒ္ဓဟူသာသမီးတွေကတကယ်ကိုကငွေကြီးဆိုလဲအထုပ်နဲ့အထင်းနဲ့ရမယ်ကံကြမ္မာမျိုးကိုပိုင်ဆိုင်ထားတယ်လို့ပြောလို့ရတယ်အဲ့တော့ အလောက်ကိုင်းလေးပတ်သက်တဲ့ခါတော့เนาะအလောက်ဟောင်းတွေကိုဆွလွှတ်ရပြီးအလောက်တစ်တွေကိုပြောင်းရတတ်ပါတယ်เนาะအလောက်တစ်တွေရတတ်တယ်ကိုယ့်အတွက်မကောင်းတဲ့နေရာအနေထွက်လာနိုင်ခဲ့လိမ့်မယ်ပေါ့เนาะထွက်လာနိုင်ခဲ့မယ်ထွက်လာနိုင်ခဲ့တဲ့ခါမှာလေကိုယ့်မှာအရေးချင်းတွေအပြင်နဲ့ကိုယ်ကထွက်လာနိုင်ခဲ့မှာကိုက မတော်လို့မဟုတ်ဘူးဒီလုံးနဲ့ကိုယ်နဲ့ကအလိုက်မဲ့မဖြစ်တော့လို့ထပ်တူမညီရောလို့ကိုကအလောက်တစ်ကိုပြောင်းရမှာအဲ့လိုမျိုးအဲ့ဒီအလောက်ကလေကိုယ့်အတွက်အခွင့်အလမ်းကောင်းနေအများကြီးရနိုင်တယ် အိမ်ထောင်ရေးအခြေအမှဆိုလဲတခုရှိရပေါ့နော်စဉ်းစားနေတာညားနေမယ်စဉ်းစားစဉ်းစားနေမယ်ဘဝတကယ်တမ်းဟာဆိုကိုအနေထားအနေထားကတော့ရွှေဖားပဲဒါပေမဲ့ကိုယ့်ရဲ့လက်တွဲပေါ်အိမ်ထောင်ဘက်နဲ့ပတ်သက်တာအခါမှာလေအိမ်ထောင်ဘက်ကိုကိုယ်ကဆွဲနေရတဲ့ဟာမျိုးပေါ့နော်ကိုယ့်ရဲ့ energy နဲ့ကိုက်နေအောင်ကိုယ့်ရဲ့အနေထားတစ်ခုနဲ့ကိုက်နေအောင်ဆွဲနေရအမျိုးအခြေအမှဆိုလဲအဲ့လိုလေကိုယ့်နဲ့အနေထားမတူတဲ့ချစ်သူကိုကိုယ်ကဆွဲနေရတာမျိုးကိုကတကယ်တမ်းခါကြောင်ကိုကအမြဲတမ်းစင်ပေါ်ကလူပဲ ်ဒါပေမဲ့ကိုယ့်ရဲ့လက်တွဲပေါ်အရှိချစ်သူအိမ်နာဘက်ကတော့ကိုနဲ့သဘောထားချင်းနဲ့မတူညီတတ်ဘူးအတွေးခေါ်လည်းမတူညီတတ်ဘူးသူတို့ရဲ့အတွေးခေါ်ကတမျိုးကိုယ့်ရဲ့အတွေးခေါ်အယူဆကတမျိုးဖြစ်နေတတ်တယ်နော်အဲ့ဒီခါကျတော့ဟိုတခုရှိရနော်သူတို့တချို့ဆိုရင်ပေါ့တယောက်နဲ့တယောက်ဝေးနေရတတ်တယ်ဝေးနေတဲ့ relationship မျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်အာ အချင်းနဲ့ပတ်သက်တော့တအားကြီးမမျောလင့်ထားစေချင်ဘူးအခုကာလမှာတော့ဟိုအစ်မပြေဘူးဆိုရင်တော့ပြေတော့ပြန်တော့ပြေလည်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့တခုရှိရယ်ကိုယ့်ရဲ့အာအိမ်တော်ရေးတွေမှာအဆိုရင်လည်းအတူတူပဲချီးရင်မှလည်းအတူတူပဲကိုယ့်ရဲ့လက်တွဲဖို့ပါတနာကိုကိုကအရန်ကိုစွဲနေရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုဟာမျိုးလေးကိုတွေ့ရပါတယ် အဲ့တော့ဗုဒ္ဓဟူတာတမီးများအားလုံးအင်တာဂျီကြိုက်ပါကြီးပေါ့နော်လူပွဲရကြတော့စွန့်မွဲတွေလူရမှာတည်လာမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုစွန့်ကပ်လူရမှာအာဒါဟိုဟာစွန့်ဟင်းစွန့်ထမင်းနေအမုံဘွဲအချို့ဘွဲတွေအဲ့လိုမျိုးကိုဇပွဲပိုင်းနဲ့ကြကြနာနာစွန့်ကပ်လူရမှာကံရန်ကောင်းမဲ့ကံစာတာပိုင်ရှင်နေနော် စွန့်ပွဲကပ်လူပါတကယ်တော့တရားရဆိုဗုဒ္ဓဟူကမရဏမှာရှိရနော်ဗုဒ္ဓဟူအရန်ညံ့နေသိုးပင်မညာအင်တာဂျီရဆိုဗုဒ္ဓဟူတွေကကောင်းနေတယ်အဲ့တော့ကိုယ့်ရဲ့ကောင်းလာမဲ့ကံတရားကိုကိုကိုယ်တိုင်လဲဆွဲယူတတ်ဖို့လိုတယ်လို့ကျွန်မပြောချင်တယ်အဲ့တော့ မကောင်းတဲ့ကံတရားတွေရှင်လှဲ့လာပြီကောင်းတဲ့ຢာတွေအများကြီးဖြစ်လာတော့မယ်နော်အဲ့တော့တတနကုံဒီဘက်တတဆဲပူဇော်ရမယ်တတနကုံကိုအာဘယ်လိုလုပ်ရမှာလဲဆိုရင်တတနကုံဗုဒ္ဓတဏ္ဍကိစ္စမိဓမ္မတဏ္ဍကိစ္စမိတန်ခါတဏ္ဍကိစ္စမိသုံးခုလုံးဆိုပြီးမှပတိတလုံးချတဲ့ဟာမျိုးအဲ့ဒါမျိုးတရက်ကိုတစ်ဘက်ဖြစ်ဖြစ်သုံးဘက်ဖြစ်ဖြစ်ကိုးဘက်ဖြစ်ဖြစ်တစ်လလုံးဒိဋ္ဌံဝင်ပြီးစီခြင်း ਨੇ အဲ့လိုဟာမျိုးလေးလှုပ်လိုက်ပါ ဲ့တော့ဗုဒ္ဓဟူတာသမီးတွေအားလုံးအင်တာဂျီကြကြပါစေအားလုံးလည်းကိုယ်စိတ်ပါကျန်းမာချမ်းသာပြီးတော့ပျော်ရွှင်အေးချမ်းကြပါစေလို့ကျွန်မအနေနဲ့မြေတာဗုဒ္ဓတည်ရှင်ပါလေ